အားလုံးမင်္ဂလာပါဗျာဖိုကိုလေးနေမြန်နေပြန်လည်ကြိုဆိုပါရစေဗျာဒီနေ့မှတော့ကျွန်တော်က Redmi ဖုန်းစလုံးကို password ဖြည့်နေမြောက်ပေးမှာဖြစ်ပါတယ် password တွေဖြည့်မယ်ဆိုလို့ရှိရင် Gmail ကောက်တွေပါတယ် Gmail ကောက်တွေပါကြုံနေမြောက်ပေးမှာဖြစ်ပါတယ် Gmail ကောက်ကတော့ Gmail ကောက်ကြော်တော့ကျွန်တော် service ခေါ်ရတော့ FRB ကြော်တယ်ပေါ့နော် FRB log ကြော်တယ်ပေါ့အဲ့တော့တကယ်တော့ Gmail ကောက်ကိုဖြည့်တာပဲဖြစ်ပါတယ် Gmail ကောက်ပါနေကြတယ်ကို Gmail ကောက်ကိုဖြည့်မယ်ကျွန်တော်ကဒီ password တွေဖြည့်လိုက်တယ်ဒီ password ဖြစ်လိုက်ပြီမြဲအထက်မှာ gmail account ပါ gmail account password တွေပြန်တောင်းတယ်မိ account ပါမိ account password တွေပြန်တောင်းပါတယ်အကောက်အဲ့နှစ်ခုကိုတော့ပြန်တောင်းပါတယ် ဲ့ဒါကတော့ကျွန်တော်တို့တွေအဲ Samsung ဆိုလဲ Samsung ကောက်အဲကျွန်တော် Huawei ဆိုလဲ Huawei ကောက်ပုံအဲ့ကောက်နေပြင် Gmi အကောက်ကတော့မြင်သည့်ဖုန်းမျိုးမဆိုပြန်တောင်းတက်ပါတယ်အဲ့လိုပြန်တောင်းရင်ဖုန်းကသုံးမရဘူးဖြစ်တတ်ပါတယ်အဲ့လိုသုံးရမို့အတွက် Gmi ကောက်ကြုံနေမှာဆက်လက်မရပေးမှာဖြစ်ပါတယ်အဲ့တော့တော့ကျွန်တော်လောလောဆယ်တော့ Redmi ဖုန်းတစ်လုံးဥမာထားပြီးတော့မြောက်ပေးတာဖြစ်ပါတယ် Redmi ဖုန်းတွေအားလုံးကဖြတ်ပုံဖြတ်နေ60ရာခိုင်နှုန်းမှာအတူတူပဲဖြစ်ပါတယ်အဲ့တော့ဒါလေးကိုလည်းကျွန်တော်အဲကျွန်တော်ဟိုဒီကောင်လေးကိုကျွန်တော် password ဖြတ်မယ်ပေါ့နော်ဖြတ်မယ်ဆိုတော့ကျွန်တော်ဒီကောင်လေးကိုပေါက်အောင်ပြိတ်လိုက်မယ် โอเคအဲဆိုကျွန်တော် power ပိတ်သွားပြီ power ပိတ်သွားလို့ရှိရင်တော့ထုံးစံတိုင်းမဲ့ power clone နဲ့အတန်ချဲ့တဲ့ clone တွေကိုကျွန်တော်တွဲနေလိုက်မယ် power clone နဲ့အတန်ချဲ့တဲ့ clone တွေကိုကျွန်တော်တွဲတွဲနေလိုက်ပြီโอเคเนาะ1 2 3ဒီမျိုး logo လေးတက်လာရင် power clone လေးကိုလုပစ်လိုက်မယ်အတန်ချက်တဲ့ cloud လေးကိုခဏဖိထားမယ်အဲပြောမယ်ဆိုတော့ recovery mode ခေါ်တယ်ပေါ့ဗျာနော်ကျွန်တော်ဖုန်း recovery mode ခေါ်လိုက်တယ်အဲဒါဆိုရင်ဒါသူ့ရဲ့ recovery mode ပဲနော်ဒီမှာဒီမှာဒီမှာ Xiaomi အဲ hyper recover os recovery ပေါ့နော်ဟုတ်လို့ပေါ့ဟုတ်ပြီဒါဆိုကျွန်တော်တို့ကဒီမှာ white data ရှိတယ် white data ကိုချပေးမှာဖြစ်ပါရဲ့ တချို့ဖုန်းတွေတို့မျိုး test screen အလုပ်လုပ်ပါတယ်အဲ့လိုမလုပ်လည်းကိစ္စမရှိဘူးအောက်မှာအတန်တွေ့ချက်ကလုံးနဲ့အောက်ကိုသွားမယ်မှန်နော်အဲအတန်တွေ့ချက်ကလုံးနဲ့ကြိုက်တော့သွားလို့ရတယ်တော့အတန်မျိုးကနေအောက်ကိုသွားလိုက်တယ်အတီးပြုတ်ဖို့အတွက် power ကလုံးနဲ့တီးပြုတ်မယ်နော် white data လေးကိုတီးပြုတ်လိုက်မယ် okay အဲ့တော့တက်သေးချာလာပေါ့အမ auditor ပေါ့ white auditor မြင်အကုန်ပြတ်မယ်ပေါ့နော် daily ပြတ်ဖြတ်တယ်ဆိုရင်တော့အကုန်ပြတ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အောက်ကိုအမအတန်တွေ့ချက်ကလုံးနဲ့အောက်ကိုယူပြလိုက်တယ်ပြီးတော့အတီးပြုတ်ဖို့အတွက် power ကလုံးတီးပြုတ်မယ်နော် โอเคဒါဆိုရင်လုံးဝတိတ်ချပြီလားတိတ်ချရဲ့အကုန်ပြတ်မယ်เนาะအဲ့ဒီမှာဓာတ်ပုံတွေအဲဖုန်းနံပါတ်တွေအားလုံးပြတ်မယ်လို့ပြောတာပေါ့เนาะအကောက်တွေအကောက်တွေဆိုတော့ physical account တွေ telegram တို့ viber တွေပြတ်မယ်ပြောတာပေါ့เนาะတိတ်ချရင်အောက်ကအောက်အောက်ကအတန်းရှောက်ခလုံးနဲ့ရွှေ့လိုက်မယ်တိတ်ချပြီပေါ့เนาะတိတ်ချရင်ကျွန်တော်က confirm ပေးမယ်ပေါ့ခလုံးနဲ့ confirm ပေးမယ်เนาะကျွန်တော်ပေါ့ခလုံးနဲ့အတီးပြလိုက်တယ်မယ်ဒါဆိုရင်စပြီးဖြတ်နေပါပြီโอเคဒါလေးဖြတ်နေပြီဆိုတော့ကျွန်တော်ဒါလေးတစ်ချက်စောက်မယ်ဒီကောင်လေးတရားရခင်တို့ပြင်ရင်တော့ပြီးပါပြီပေါ့เนาะ คဒါလေးခဏစောင့်မယ်အခုလောလောဆယ်ကျွန်တော်စမ်းပြတာတော့ Redmi 14C တင်နော်ဒါပေမဲ့ကျွန်တော်ဖုန်းအားလုံးဒီပါ Redmi အားလုံးဒီပါခုတိုင်းအတူတူပါပဲဗျာနော်တော်တော်များများတူပါတယ်60ကျော်ကျွန်တော်လောက်ကိုတူပါတယ်ဗျအဲ့တော့ပြီးလို့ရှိရင်ဒီကောင်လေးဒါ Gmail ကောက်ပါခဲ့ရင်ပေါ့နော် ပါဖို့တော့များပါတယ်ဂျီမီကောက်ပါဂျီမီကောက်ကြုံနေဆက်လက်ပြီးမြောက်ပေးမယ်ကြုံနေရလဲကျွန်တော်တို့နီလန်းတစ်ခုရှိတယ်အခုလိုမျိုးကျွန်တော်တို့ဒီကွန်ပျူတာလေးနဲ့ကြော့ကြော့တဲ့နီးရှိတယ်သူကတော့မကြောက်ဘူး15မိနစ်ဆိုရင်ပြီးတယ်ဒါပေမဲ့သူကတော့ကိုကကျွန်တော်တို့ဒီ2တွေအခုမှလည်းလိုတာပေါ့နော်။ Okay နောက်တနည်းကတော့ဘာမှမလိုပါဘူး။ဒီဖုန်းနံပါတ်နဲ့ကြော်လို့ရပါလေဗျ။အဲ့ဒါဆိုပြီးတော့ပါကြီး white data successfully ပြသွားပြီ။ဒါဆိုရင်ဒီမှာ back menu နဲ့ပြန်သွားလိုက်မယ်။ဟို power clock နဲ့ debug လိုက်မယ်နော်။ Okay မ reboot ပေါ့နော်။ reboot ဖုန်းပိတ်ပြန်ဖွင့်မယ်။ โอเคဒီမှာ reboot system ပေါ့เนาะ reboot system ပေါ့အဖုန်းဖုန်းပိတ်ပြဖွင့်မယ်ပေါ့เนาะအဲ့ဒီ power clone နဲ့ပဲတည်ပြုမယ်เนาะโอเคဒါဆိုရင်ဖုန်းကပိတ်ပြီးပြန်ပွလာပါလိမ့်မယ်အခုလိုပိတ်အခုလိုမျိုးရှင်းပြီးတော့ပိတ်ပြဖွင့်တဲ့အချိန်မျိုးမှာတချို့ဖုန်းတွေဆို2မိနစ်လောက်ကြာတက်တယ်တချို့လည်း3မိနစ်လောက်ကြာတက်ပါတယ်ဗျာဒါလေးတော့ခဏတော့စောက်ပေးဖို့လိုပါတယ်အဲ့တော့ကျွန်တော်လည်းခဏတော့စောက်လိုက်မယ်เนาะโอเคဒါဆိုတော့ဒါ hyper os ဆိုပြီးတော့ဒီလိုစာတန်းလေးပေါ်လာပါပြီခဏတော့စောက်မယ်เนาะအဲ့လိုနည်းနည်းတော့ကြာတက်တယ်ဗျာ ဲ့တော့ဒါတို့ချက်ဆောက်မယ်ကြာတဲ့ဆိုရရင်တော့မကြပါဘူးအများဆုံး10မိနစ်ပါပဲမြတ်10မိနစ်9မိနစ်တချို့လည်း3မိနစ်လောက်တော့ကြာတတ်ပါတယ်โอเคအားဆိုလို့ရှိရင်ပြန်တက်လာပါပြီအဲ့တော့ပြန်တက်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်ထုံးစံတိုင်းမှာညလေးရှိတယ်ညလေးနဲ့သွားလိုက်မယ်နော်ညလေးသွားလိုက်မယ်ညလေးနဲ့သွားမယ်ပြီးတော့ဒီမှာမြန်မာယူလေးရတဲ့ချက်တဲ့ယူပြီးတော့ကျွန်တော်တော့လောဆယ်အင်္ဂလိပ်ကိုအင်္ဂလိပ် United Kingdom လေးကိုခဏယူလိုက်မယ်ပြီးတော့ညနဲ့ဆက်သွားမယ်တော့ဒီမှာတော့ region မှာမြန်မာ auto view ထားတဲ့ညနဲ့ဆက်သွားလိုက်မယ် ပြီးတော့ဒီမှာအမှန်ချစ်ပေးမယ်အဲ့တော့ညလေးနဲ့ဆက်သွားလိုက်မယ်ဒီမှာနော်ကျွန်တော်ညနဲ့ဆက်ကြော်လိုက်မယ် okay ဒီနေ့မှာသူ line မှာထည့်ခိုင်းတယ်ပေါ့နော် mpd ဟိုကျက်တဲ့တခုယူလိုက်ပါဘာမှမဖြစ်ပါဘူးအဲ့တော့ဒီကလည်းကျက်တဲ့တခုယူလိုက်မယ် okay ဒီကလည်းကျွန်တော်ဒါတော့ form စင်ကထည့်ထားလို့ပေါ့နော်အဲ့တော့ကျွန်တော်ဟိုတို့ယူလိုက်တယ်ပြီးမှ skip နေလိုက်မယ်နော် skip ကြော်စရာပါတယ်မမ skip ပါနော် okay ဒီမှာလည်းညလေးနဲ့ဆက်သွားမယ် โอเคဒီမှာ wifi ထည့်မဲ့နေရာပေါ်လာပြီ wifi လေးချိန်ပေးမယ်เนาะအဲ့တော့ကျွန်တော်တို့မှာသူ wifi တစ်ခုချိန်ပေးလိုက်ပြီအဲ့တော့မြားလေးနဲ့ဆက်ကြော်လိုက်မယ်မြားနဲ့ဆက်တော့မယ်ပေါ့เนาะဒီညမှာကျွန်တော် gmail ကောက်ရှိနေเนาะလုံးဝကြော်မရဘူးပေါ့เนาะအဲ့တော့ရှိမရှိကြည့်မယ်ဒါမဲ့ရှိဖို့တာများပါတယ်အဲ့တော့ရှိနေလဲကြော်နေဆက်လက်ပြီးတော့နောက်ပြီးတော့မှမြားပေးမယ်เนาะโอเคဒီညလေး wifi ဝင်လေရတော့ခဏတော့စောက်ပေးရတယ်ဗျခဏစောက်မယ်เนาะโอเคဒါဆိုရင်ပထမ wine လေးပြီးပြီးနောက်ထပ်ဒုတိယ wine တစ် wine ပေါ့เนาะဩโอเค အဆိုတော့ကျွန်တော်တို့တွေအာ order line order line ကြတော့နော်အဲ line ကြတော့တာပါ okay အဲဒါဆိုရင်ဒီနေ့ရောက်လာပါပြီဒါကတော့ကျွန်တော်တို့ password တွေဖြတ်လိုက်တဲ့အခါမျိုးမှာ password မသိလို့ကျွန်တော်တို့က password ဖြတ်လိုက်တာဒါကတော့ဘယ်သူ password လာတောင်းနေပါလဲအဲ့တော့ password လာတောင်းလို့ကျွန်တော် password မသိဘူးဆိုတော့ကျွန်တော်ဒီမှာရှိတဲ့ Google account ဘာသာလေးကိုတစ်ချက်နဲ့ကြည့်မယ် โอเคဒါလေးတို့တစ်ချက်နှိပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတော့ Gmail account အဲဒီဖုန်းနံပါတ်ထည့်ခဲ့တဲ့ Gmail account ကိုလာတောင်းနေတာပါဒါတော့ဒါဆို Gmail account ပါပါတယ်ဒါကိုကျွန်တော်တို့ FRB log လို့ခေါ်ပါတယ်ဒါဆိုလို့ရှိရင်ပုံမှန်တော့ Gmail account မှတ်ပါခဲ့ရင်တော့ဒီတိုင်း next နဲ့ကြော်သွားလိုက်တဲ့ ਨੇ ပြီးသွားပါပြီအခုတော့ Gmail account ကိုကြော်ပေးရအောင်မှာဖြစ်ပါတယ်ကြော်နီးကိုကျွန်တော်ဆက်လက်ပြီးမြောက်ပေးမအောင်မလို့ message များဆက်ကြည့်ပေးပါအောင်ဗျာနော်အဲ့တော့ကျွန်တော်ကြော်နီးလေးဆက်လက်မြောက်ပေးမယ်ဗျာအဲ့တော့ဖုန်းကိုပိတ်ပြီးတော့ပြန်ဖွင့်လိုက်တယ်အဲ့တော့ဆက်ကျွန်တော်အစနေပြန်ကြော်လိုက်မယ်နော်โอเคကျွန်တော်ဒီမှာဆက်သွားလိုက်မယ် ဒီကောင်က 14C เนาะ 14C Android 145အကုန်တူပါပဲเนาะ Android 145လေးတုံးလို့ရပါတယ်ဗျ Okay အဲကျွန်တော် Wi-Fi ချိန်လိုက်မယ်เนาะ Wi-Fi Wi-Fi အော်ကိုချိန်ပြီးသားဆိုရင်တော့ချိန်စမ်းမလို့ပေါ့ဗျာเนาะအဲ့တော့မချဲ့သေးเนาะချိန်လိုက်မယ်ဘာတော့ကျွန်တော် connect လုပ်ပေးလိုက်မယ်ဒီရေကို wifi password ကိုကိုမေ့နေလို့ဗျာနော် โอเคအဲ့ဒါဆိုလို့ရှင်ဒီမှာပြီးသွားရင်တော့ကျွန်တော်အသားလေးဆက်ကြောပေးမယ်အဲ့တော့ပြီးရင်တော့ကျွန်တော်အဲဒီမှာဘာလို့လဲဆိုတော့အဲလော့ချထားတဲ့ single တစ်ခုလုံးမယ်အဲ့တော့ပြီးကျွန်တော်လော့ဟိုစားလော့မချလဲရနော်ဒါပေမဲ့လော့ချတဲ့ single ပိုကောင်းတယ်ထည့်လိုက်မယ်နော်အဲကျွန်တော်လော့ချထားတဲ့ single ကိုထည့်လိုက်လို့ရှင်ပြီးလို့ရှင်နော် single လေးပြန်ထုတ်လိုက်မယ် single လေးပြန်ထုတ်လို့ရှင်အခုလိုမျိုးကျွန်တော်တွေ wall အခုလို wallpaper လေးပေါ်ပေါ်လာလိမ့်မယ်အဲလိုပေါ်လာရင်အသားလေးအောက်ကိုဆွဲချအဲပြီးရင်မှကျွန်တော်တွေမှာ ဒိတ်ရန်တိုင်းကလင်တာလည်းရှိတယ်အဲ့လိုနေလိုက်မယ်เนาะအော်ကလင်တာကိုနေမယ်เนาะကျွန်တော်ဒိတ်ရန်ဟိုကကျွန်တော်တွေပြက်ကလင်တွေကိုနေလိုက်တာနဲ့အခုလိုပေါ်လာမယ်အလောင်းပေးမယ်เนาะအလောင်းပေးမယ်ပြီးတော့ဒီမှာလည်းလောင်းပေးမယ်အပေါ်မှာဆက်30ရှိတယ်ဗျဒါဆိုပြက်ပြက်ကလင်ပေါ့เนาะအအောက်ဆုံးဟာကိုနေမယ်เนาะအောက်ဆုံးဟာလေးကိုနေမယ်ပြီးရင်တော့ဟိုးအောက်ဆွဲချပြီးအောက်ဆုံးဟာနဲ့ဆက်နေမယ်เนาะသူတို့အောက်ဆုံးမဖြစ်ပါတယ်ပြီးရင်အဲအောက်ဆုံးဟာနေမယ်အဲဒါလေးကိုပဲပြီးလို့ရှိရင်တော့ကျွန်တော်တို့တွေသူ့လည်းအောက်ဆောင်ရမယ်နေမယ်เนาะ get app ဆိုပြီးတော့ okay အောက်ဆောင်ရမယ်နေမယ် ပြီးလို့ပြီးရှင်တဲ့ကျွန်တော်ကျွန်တော် activity luncher ရှာမယ်เนาะ ACTIVNT1 activity luncher ပေါ့เนาะ activity luncher မှာကျွန်တော်အညုံနဲ့အစိမ်းလေးရှိတယ်အစိမ်းလေးအရင်ထောင်းမယ်เนาะအဲကျွန်တော်အစိမ်းလေးရင်ထောင်းလိုက်မယ် okay ဒါဆိုတောင်းလို့ဆွဲလိုက်ပြီးရောအဲ့မှာကျွန်တော်တို့ရေအဲကောင်လေးကိုဖွင့်ပြီးတော့ကျွန်တော်ရေအဲ share တဲ့ဟာပေါ့နော်အဲ share me ပေါ့အဲ့ဒါလေးရှာမယ် s a a i share m e me ပေါ့အဲ့ဒါ share me ကိုလည်းတခြားဖုန်းတစ်လုံးမှာလည်း Play Store မှာ download ဆွဲထားပါเนาะ Okay ဒါဆို share မိလေးအဲတွေ့ရเนาะဒီကောင်လေးကိုကျွန်တော်ဒီမှာအဆက်30ပါတဲ့နေရာလေးကိုနှိပ်မယ်เนาะဒီမှာအဆက်30ပါတဲ့နေရာလေးအဲအဲ့ဒီနေရာလေးကိုနှိပ်လိုက်မယ် Okay ဒါဆိုလို့ရှိရင် allow လေး permission နေပေးလိုက်မယ် Bluetooth တွေပါဖြန့်ဖြန့်ခိုင်းဖြန့်ပေးလိုက်မယ်เนาะတော့သူမေးလိုက်မယ်အဲ့တော့ဒီနေရာမှာ receipt ပေါ့เนาะသူကလက်လက်ခံမှာဆိုတော့လေကျွန်တော်သူ့ထဲကို software တခုပို့ပေးမှာဖြစ်ပါတယ်အဲ့ဒါတော့ခုန ATP launcher ပဲဖြစ်ပါတယ်အဲ့တော့သူ့ပို့ဖို့တော့ကျွန်တော်နောက်ထပ် phone တစ်လုံးလိုမယ်နောက်ထပ် phone တစ်လုံးမှာလည်းကျွန်တော် share me ကို Play Store မှာ download ဆဲမယ်။ဘာပို့ရမလဲဆိုတော့ခုန activity launcher အညွန်ရောင်လေးကိုပို့မှာဖြစ်ပါတယ်။အညွန်လက်ခက်ခက်ရောင်လား။အဲအဲရောင်လေးကိုပို့မှာဖြစ်ပါတယ်။အဲအဲက Play Store ကနေ download ရတယ်။တမို့ Chrome မှာ download ပို့ကောင်းတယ်။ Chrome မှာကျွန်တော် download ဆွဲလိုက်မယ်နော် Chrome မှာ download ဆွဲလိုက်မယ် activity launcher ဆိုပြီးတော့အဲအိုက်ကောင်လေးပေါ့နော်ဒီကောင်လေးကို message မှာ download လိုက်ပါနော်အဲဒီကောင်လေးဒီကောင်လေး Okay ဒါဒီကောင်လေးလည်းကျွန်တော် download ရတယ်ဗျာအဲ့တော့ကျွန်တော် message မှာလည်း download လိုက်ပါနော်အဲ့တော့ activity activity launcher ဆိုပြီးအခုလိုမျိုးခက်ခက်အောင်လေးနော် အမတက်အိုက်ဖာရှင်ဖြစ်ပါတယ်ဒီဖာရှင်ပေါ့နော်အဲအိုက်ဖာရှင်လေးအရင်နဲ့မမြင်လို့အနှိပ်လည်းမဟုတ်ဘူးနော်โอเคပြီးတော့ Play Store မှာကျွန်တော် Share Me လေး download ဆွဲထားရတဲ့နဲ့ကျွန်တော်ကြည့်လိုက်မယ်နော် Share Me โอเคအဲကျွန်တော် download ဆိုโอเคကျွန်တော် download ဆွဲပေးတာရှိတယ်โอเคဒါလေးကျွန်တော်ဖွင့်လိုက်မယ်ဖွင့်ပြီးတော့ Share Me ဒီကိုသူနဲ့ချိန်ပြီးတော့ကျွန်တော်တို့က အဲ့တော့ကျွန်တော်ဆန့်ပေါ့နော်ဒီဘုန်းနဲ့ဆန့်ပေးမှာဆိုတော့ okay ခုနဟာလေးကိုတောင်းဆိုတဲ့ဟာလေးကိုကျွန်တော်အမချင်းပေးလိုက်မယ်ပြီးတော့ကျွန်တော်လေးဖုန်းဟိုဘက်ဟာနဲ့ကျွန်တော် share ဖို့အတွက် scan ဖတ်လိုက်တယ် okay ဒါဆိုလို့ရှိရင်ဒီကောင်နဲ့ခဏလေးပြီးတယ်ဗျာနော်ခဏလေးပြီးတယ်ခဏလေးပြီးတယ်ဟောခဏလေးပြီးရဆိုမှဒီကောင် line ဒီကောင်လည်း wifi လေး line ကျသွားလို့နေမှာနော်ဒီတော့ line လေးတော့ရှိဖို့လိုတယ်အော်ကျွန်တော် line ပေးဖွင့်လေးပြန်လုပ်လိုက်မယ်နော် โอเคဒီကောင်လေးအဲ့ activity လန်လန်ချာလေးอ่ะကျွန်တော်တို့ဟိုဘက်ကိုပို့ပြီးมาဖြစ်ပါတယ်ပြီးသွားပြီเนาะပို့တာတော့ရမ်းမြန်တယ်ဆောက်တဲ့တည်တည်လေးဆိုတော့လေအဲ့ကောင်လေးကိုဖွင့်မယ်တကယ်လို့တစ်ခုနဲ့မရလို့ရှင်နောက်တစ်ခုထပ်ဆန်းပါပေါ့เนาะကျွန်တော်ဆန်းတာတော့အဆင်ပြေတယ်โอเคကျွန်တော်ဖွင့်ကြည့်လိုက်မယ်โอเคဖွင့်ပြီးတော့သူ install လုပ်တယ်အဲလုပ်ပြီးတော့ allow တွေပါ machine နဲ့ okay တောင်းပေးလိုက်မယ်เนาะဒါဆိုရင်သူ phone နဲ့ကို install လုပ်နေပြီเนาะ phone နဲ့ install လုပ်နေပြီ okay ဒီနေ့လေးမှခဏလေးစောင့်ပေးမယ်နော်ဖုန်းနဲ့ကိုဖုန်းနဲ့ကို install လုပ်နေပြီဒီ ATV launcher လေးရတာဟိုဒီခဲအောင်လေးပုံနော် okay ပြီးတော့ရင်ခုလိုမျိုးပွင့်လာလိမ့်မယ် search bar မှာ scan space အဲကျွန်တော် scan space တဲ့ဝင်ပြရမှာဖြစ်ပါတယ် scan space တဲ့ဝင်ပြီး scan space tablet နဲ့ပြီးသွားပြီအဲ့တော့ scan space ကိုအဲကျွန်တော်မင်းစီမှာ၃ခုရှင်ရွေးပြရမှာပုံနော် okay ဒီကောင်လေးရွေးမယ်နော် အဲ့အဲ့တော့ကျွန်တော်တကယ်လို့အရွေးမလဲကိစ္စမရှိဘူးပြန်ထွက်ပြီးပြန်ဝင်ပါတော့အဲ့တော့ create shortcut ကျွန်တော်ဒီ scan space ရတော့အလုံးထပ်တက်မယ်ထင်ပါတယ်အဲ့တော့ scan space တွေကိုသူထားနေပါပြီအဲ့တော့ဒီနေရာလေးမှာနည်းနည်းဆိတ်ရှည်ပြီးစောင့်နေတော့တခါကြလေမဲမဲသွားတက်တယ်အဲ့လိုမဲသွားရင်ခဏစောင့်ပြီးလုံးဝအကြိုက်မဲသွားရင်တော့အစပြန်စောင့်ဝင်အဲ့ဒါဆို okay သွားပြီအဲ့ဒါဆိုရပြီပေါ့နော် okay crash အဲ့တော့ဒီနေရာမှာလေ password တွေမထားနဲ့တော့ skin ကြော်လိုက်နော် โอเคတော့မကျွန်တော်ဒီဘက်ခါလေးကိုအမှန်ချစ်လိုက်မယ်အဲဒါဆိုရင် password တွေမထားတော့ဘောเนาะโอเคโอเคဒါဆိုကျွန်တော်ဒီကောင်လေးကိုဆက်နေပြီးတော့အဲဒီမှာလဲ password password မထားတဲ့အောင်ကျွန်တော်ပြန်ရွေးမယ်ဗျာမထားတော့ဘူးဗျာเนาะ password တွေထားမလားမေးတာမထားတော့ဘူးโอเคဆက်သွားလိုက်မယ်အဲဒါဆိုတော့ပြီးသွားပါပြီအရန်လွယ်တဲ့ရန်မြန်ပါတယ်ဗျโอเคပြီးလို့ရှိရင်တော့ဒီကောင် Federal Reset ချပေးဖို့လိုပါတယ်အဲ့တော့ဒီမှာ Federal Reset ချဖို့မပါလို့ရှိရင်ဖုန်းကိုပိတ်ပြီးပြန်ဖွင့်မယ်เนาะကျွန်တော်ပိတ်ပြီးပြန်ဖွင့်လိုက်မယ် okay အဲဆိုကျွန်တော်တို့ second space တွေရောက်လာပြီဆိုလို့ရှိရင်ကျွန်တော် setting နဲ့ဝင်မယ် setting နဲ့ဝင်ပြီးတော့ကျွန်တော် ferry reset ချဖို့လိုပါတယ်ဗျာအရင်အရေးကြီးတယ်เนาะမချလို့မရပါဘူးတကယ်လို့ ferry reset တွေပါချလို့မရဘူးဒီလိုမျိုး ferry reset တွေပါလေဘောတော့ဒီမှာเนาะဒီမှာခုလိုမျိုး ferry reset တွေအဲကျွန်တော်တွေအဲကျွန်တော်စပြင်မပြောင်းเนาะ setting နဲ့ဝင်လိုက်မယ် pay additional setting နဲ့ဝင်မယ်အောက်ဆုံးမှာเนาะမ ferry reset ပါတယ် အဲ freeze မပါခင်ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ဖုန်းကိုကျွန်တော်တို့ကမကြည့်လိုက်ဖုန်းကိုကျွန်တော်တို့ reboot တွေတစ်ခေါက်လောက်ချဖို့လိုပါတယ်ဖုန်းကို reboot တွေတစ်ခေါက်ချလိုက် reboot တွေတစ်ခေါက်ချလိုက်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအခုလိုမျိုး fail reset ချလို့ရတဲ့ setting လေးအဲဒါလေးဒီဟာလေးပြန်ပါလာပါလိမ့်မယ်ပေါ့နော်အခုအဲ့ဒါဆိုကျွန်တော်ချရတယ်ပေါ့နော် error is all data okay fail reset okay အဲ့လိုချမှတာလင်းကျွန်တော်တို့ကဖုန်းလေးပေါ်ပါပါတုံးလို့ပြန်ဖြစ်သွားမယ်အလုံးဝတရားရင်တို့စိတ်ချမှာဖြစ်ပါတယ်ဗျအခုလိုမျိုးကျွန်တော်တို့ fail reset ချလိုက်မယ်ပြီးတော့ โอเคနေဆက်သွားမယ်အဲဓာတ်သူတန်တန်တန်စက္ကန့်အောက်မယ်နော်โอเคအဲ့လိုချမှာအဲ့လိုချမှာဒါလည်းကျွန်တော်တို့ကကျွန်တော်စိတ်ချမှာဖြစ်ပါတယ်โอเคဒါဆိုရှင်โอเคထပ်ပြီးမယ်ဒါဆိုရင် free reset ချလိုက်ပါပြီပြန်တက်လာလို့ရှင်တော့အားလုံးပြီးတော့ပါပြီပြအဲ့တော့ပြန်တက်လာလို့ရှင်ကျွန်တော်အစနေစတဲ့ပြန်လုပ်မယ်နော်โอเคဒါဆိုသူတရားသူလည်းတရားရင်တော့ပြေးမှာပေါ့เนาะတရားရင်တော့ဖြတ်ပြီးတော့သူပြပိတ်ပြီးပြန်ပွင့်လာမှာဖြစ်ပါတယ်ဒါလေးခဏစောင့်ကြည့်မှာဖြစ်ပါတယ်ဗျာ โอเคဒါဆိုရင်သူတရားရင်တော့ပြေးသွားပြီးပြန်တက်လာပါပြီပြန်တက်လာလေးခဏတော့ကြာတက်တယ်အဲ့တော့ထုံးစံတမ်းပဲ2မိနစ်10မိနစ်လောက်တော့ကြာတက်တယ်ပြခဏဆောင်းပေးမယ်နော်โอเคအဲ့ဆိုပြန်တက်လာတော့မယ်နော်ကျွန်တော်တစ်ချက်ဆောင်းကြည့်မယ်โอเคအဲ့ဆိုပြန်တက်လာပါပြီပြန်တက်လာရင်တော့ကျွန်တော်လေးခုနလိုပဲအများလေးနဲ့ဆက်သွားမယ်အဲ့တော့ဒီမှာလဲအဲသူဒီမှာဒီမှာ UK ရွေးပြီးသားကျွန်တော်နေပဲဆက်သွားလိုက်မယ် အများလေးနော်အဲ့တော့ဒီမှာမြန်မာမှာ region ရွေးပြီးသားဆိုရွေးပြီးသားကြီးဆိုတော့မြန်နဲ့ဆက်သွားမယ် okay ဒီမှာအမှန်ချစ်လေးပေးမယ်မြားလေးနဲ့ဆက်နေမယ် okay ဒီမှာ let's skip ကြော်လိုက်မယ်နော် skip ကြော်လိုက်မယ်ဒီမှာလည်းကျွန်တော် single ထည့်မထားဘူးဆိုတော့ကျွန်တော်များလေးနဲ့ကြော်လိုက်တော့မယ် โอเคဒီနေ့မှာကျွန်တော်တို့ Wi-Fi password လေးထည့်ထည့်ပေးလိုက်မယ်เนาะထည့်ပေးလိုက်ရလဲမထည့်ပေးလိုက်ရပါတယ်အဲ့တော့ကျွန်တော်မထည့်ပြီးဆိုတော့ကျွန်တော်မျှနေဆက်သွားမယ်เนาะโอเคဒါဆိုကျွန်တော်မျှလေးဆက်နေလိုက်မယ်เนาะโอเคဒီနေ့မှာဒီလိုအဝိုင်းလေးလာခဏတော့ဆောက်ရတယ်ဗျခဏဆောက်မယ်เนาะဒီအဝိုင်းတစ်ဝိုင်းဟောโอเคအဲ့ဆိုလို့ရှိရင်ဒီမှာကြည့်လိုက်ပါ အာဒီစီယံပြန်ရောက်လာပါပြီရောက်လိုက်ဒီမှာ skip ပါပြီဒါ not တော့သူဒီမှာ skip ပါလာပြီဒါ skip လေးနဲ့ကြော်လိုက်မယ် skip နေမယ်နော် okay ဒါဆိုလို့ရှိရင်တော့အားလုံး okay တော့ပါပြီအဲ့တော့ပေါ်ဆွတ်တင်လိုက်မယ် asset နေပြလိုက်မယ်ဒီမှာလည်း log လည်းမထားတော့ကြော်လိုက်မယ်တော့ဒီနေရာမှာလည်း okay နေလည်းရတယ် โอเคဒါဆိုရင် get your phone ready ရောက်ရင်ပြီးတော့ပါပြီဗျာနော်โอเคပြီးမှမြားလေးနဲ့ဆက်သွားမယ်အဲဒီကောင်လေးမြားလေးနဲ့ဆက်သွားမယ်အဲဒါတော့ဖုန်းကိုကျွန်တော်တို့ဘေးပုတ်လားကျွန်တော်ဒီလိုမျိုး home key နဲ့လားပေါ့အဲကျွန်တော်မြားနဲ့ပဲဆက်သွားရတော့မယ်နော်โอเคဒီကောင်လေးရတော့ကျွန်တော်တို့တွေအာဒီကောင်လေးတွေရတော့ install လုပ်လဲရတယ်မလုပ်လဲရတယ်ပေါ့နော်ကျွန်တော်ကတော့ဟိုဖြစ်မှာဆိုလို့မလုပ်တော့ဘူးနော်ဟုတ်နော်ဒါလေးဖြုတ်ခဲ့လို့ရတယ်နော်ဖြုတ်ခဲ့လို့ရတယ်အဲ့တော့ဒီဖြုတ်ခဲ့လို့ရတယ် โอเคอ่าဆိုလို့ရှင်အာသူရဲ့ဟုံးတွေကိုပြန်ဝင်နေပါပြီโอเคအာဆိုလို့ရှင်ကျွန်တော်တို့โอเคအာဆိုလို့ရှင်ပါလုံးပြီးတော့ပါယူရနော်ပြီးတော့ပါပြီโอเคအားလုံးပဲလောက်တက်မဲ့ထင်ပါတယ်ဗျအစီအမပြတဲ့ပိုင်းနေရှင်လည်းမေးကလေးရပါတယ်အဲ့တော့အစီအမတို့ channel တဲ့ line square လေးနေပြီအားပေးခဲ့ပါအောင်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျ Allo ve bakala ma bia po qua le ne pi mia cane allo mo cho so ba le bia like and subscribe ne pi a pe cha ba o bia yeah.